ထိုင်းရဲ့ကမောက်ကမလုံရက်တွေကြောင့်အမေရိကန်စီးပွားရေးဟာကြာဆင်းသွားနိုင်တယ်လို့စီးပွားရေးပညာရှင်တွေကသတိပေးနေပါတယ်။ဩစတြေးလျစီးပွားရေးပညာရှင်ချိုးကခုနှစ်တွင်အမေရိကန်စီးပွားရေးကြာဆင်းနိုင်ကြောင်းပြောကြားလိုက်သလိုစီးပွားရေးလာလာနဲ့ပတ်သက်ပြီးနိုင်ငံသားတွေကလည်းအစိုးမြင်နေကြပါတယ်။တမားထရန်ကတော့စီးပွားရေးခုလိုကြာဆင်းတာဟာအရင်တမားဂျိုးဘိုင်နဲ့ကြောင်းဆိုပြီးတော့ဖြစ်တယ်ဝေဖန်နေပါတယ်။ စီပွားရေးအညွန့်ကိန်းအများစုက မကြဆင်းသေးတော့ညာလဲစစ်တပ်တွေကဖော်ပြနေတဲ့မကောင်းမြင်မှုကဘယ်အချိန်မှပုံမှုဆိုးွားလာမလဲဆိုတာမသိနိုင်ပါဘူး။ဒါဟာဘူပေါင်းကြီးတို့နဲ့တူပါတယ်။ဒီဘူပေါင်းကြီးဘယ်အချိန်မှထပောက်ကွဲမလဲ။ဒါဟုတ်ပဲကျွန်တော်တို့စိုးရင်ကြီးစောင့်ကြည့်နေရတယ်လို့ Wall Street မှာစီပွားရေးပညာရှင်တွေကပြောပါလေ။နွေလေကောင်နေနှောင်းပိုင်းတွင်စီးရင်ုံမြင့်တက်တာတွေဝဲလဝါးကြဆင်းတာတွေအလောက်ခံထားမှုရောနေလာတာတွေကိုတွေ့မြင်လာမှာပါ။ တရားဝင်စည်းစည်းရတဲ့ပုံကိုဒီပြဿနာတွေကရောက်လာပါလိမ့်မယ်လို့ American Goldman Sachs မှာ CBI ပြည်ရှင် Emmanuel Abiga စစ်ကမှတ်ချက်ပြပါတယ်။အလဲအပြောင်းဟာခုနှစ်နွေရာသီမှာပဲစတင်တော့မယ်လို့ပြောပါတယ်။ဖြစ်ရတဲ့ခုကြောင့် CBI နှိကွေ့လာတဲ့အခါ CBI ရဲ့ချက်လက်များဖြစ်ဖော်ပြဖို့ပုံမှန်အားဖြင့်အချိန်၄လခန့်ကြာပါတယ်။မတူညီတဲ့ CBI ဂိန်း45ခုကိုကြက်ကြက်ပြပြခွဲချမ်းစိုက်ဖြာပြီးနောက်ခုလိုထုတ်ဖော်ပြောတာပါ။ လက်ရှိသမထွန်ကအောက်ခွန်နှုံထောင်းကိုရာဇွတ်နှစ်တစ်ခုတွင်အမြင့်ဆုံးအဆင့်ကိုမြင့်တင်ခဲ့ခြင်းကြောင့်ငွေကြေးဖောက်ပွားလာနိုင်ပြီးတိုးတက်မှုကိုနှေးကွေးစေနိုင်တယ်လို့လူများကယုံကြည်နေပါတယ်။ထွန်းကတော့ကြည့်ရတာရိုးရှင်းပဲတွေ့လည်ပုံရပါတယ်။အခွန်နှုံထောင်းတွေတိုးမြင့်ရင်အမေရိကန်ကပတ်ဆက်ပိုရလာမယ်လို့သူကယုံကြည်ရအပြည့်တွေးတာပါ။ဒါပေမဲ့သူမတွေးတာကတစ်ဖက်ကလည်းအဲ့ဒီလိုမျိုးအခွန်နှုံထောင်းတွေတိုးမြင့်လာတာနေပြီးသူတို့ရဲ့ကုန်စည်တွေဈေးနှုန်းကလည်းအရင်ကထက်ပိုပြီးတော့အဆမတန်မြင့်တက်လာပါလိမ့်မယ်။ ်အမေရိကန်ပြည်သူတွေဟာကုန်ပစ္စည်းတွေကိုဈေးကြီးကြီးပေးပြီးဝယ်စားလာပါလိမ့်မယ်။ဒါဆိုရင်ငွေကြေးဖောက်ပွားမှုနှုန်းဟာတော်တော်လေးကိုမြင့်တက်လာပါလိမ့်မယ်။ဒေါ်လာထရန့်အနေနဲ့ဘလို့ကင်တယ်မှလည်းဒီကုန်စည်တွေကိုတင်သွင်းတဲ့သူတွေကိုအရင်ဈေးနှုန်းတိုင်းပဲရောင်းဆိုပြီးသူကခုံမြင့်တက်နေုံနဲ့တော့ဒါဘလို့မှမဖြစ်နိုင်ပါဘူး။အဖြစ်လို့လဲဆိုတော့တင်သွင်းတဲ့နိုင်ငံမှာဟိုကဈေးနှုန်းတွေကမြင့်တက်နေလို့ပါလို့ပညာရှင်တွေကထောက်ပြပါတယ် လာမယ့်စနေလအတွင်းမှာအမေရိကန်စီးပွားရေးကျဆင်းနိုင်ခြင်းဟာ45ရာခိုင်နှုန်းရှိပြီးဘယ်နှစ်ထက်မဆိုပုံမှန်ထက်15ရာခိုင်နှုန်းကျဆင်းမှုပိုများနိုင်ကြောင်းစီးပွားရေးပညာရှင်ဖွဲ့ကဆိုပါတယ်။အခုအမေရိကန်ကတောက်ခံထားတယ်ဆိုတာရေတံလုံးအဆက်ဆက်ကစီးပွားရေးမဟာဗျူဟာတွေကြောင့်အမေရိကန်ရဲ့ရှိရင်းစွဲကိုခံအားကြောင့်အမေရိကန်ရဲ့အရင်တုန်းကစီးပွားရေးခိုင်မာတောင်းတမှုအစွမ်းကြောင့်ဒါဟာတောက်ခံထားနေတာပါ။အခုမှတမနာထရန့်ဟာရပ်ပေါင်း100ပဲရှိပါသေးတယ်။ရပ်ပေါင်း100တွေမှာ မေရိကန်ကဒီလောက်ထိတောင်းခံထားမယ်နည်းနည်းရိုင်းနေလာပါပြီတနည်းဆိုရင်တော့မပြောတတ်တော့ဘူးလို့ဆိုပါတယ်ခုချိန်ထိချက်လက်တွေဟာအကန့်အသတ်သာရရှိထားပါသေးတယ်ယတိပြတ်ကောက်ချက်ဆွဲဖို့တော့စောလုံးနေပါသေးတယ်ဒါမဲ့လာမယ့်လနေ့မှာတိုးတက်မှုနှုံနှေးကွေးတဲ့ညွန်ပြမှုကိုတော့ဆက်လက်စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်လက်ရှိရှိတိုင်းဆိုရင်တော့1983ရင်းနှင်းစည်းရုတ်တရက်ခုန်တက်မှုနဲ့1980ပြည့်နှစ်စီးပွားပြတ်ကက်များကဲ့သို့စီးပွားပြတ်ကက်တွေဖြစ်ပေါ်စေနိုင်ပါလေ စီဝိုင်းကြာစင်းမှုလမ်းကြောင်းကိုစီဝိုင်းမျိုးကိန်းတွေက ဖော်ပြနေပါတယ်။ထို့သဖြင့်1988နောက်ပိုင်းမရှိကန်တက္ကသိုလ်စားသုံးမှုမျိုးကိန်းတွေကအနေဆုံးဆင့်ရောက်နေပါတယ်။စီဝိုင်းနေကမှုကအပီလာကလေးကစတင်နေပြီလို့ Alex and Yang Company မှာအကြီးဆုံးစီဝိုင်းပညာရှင် Gregory Dago နဲ့ခြားစီဝိုင်းပညာရှင်တွေကပြောပါတယ်။ဝန်တော်ဆွေးငင်ငွေချေးဖောင်းပွားမှုဖြစ်လာရင်နောက်ဆက်တွဲကိစ္စကအရမ်းနာကျင်ရပါတယ်။အားဖြစ်လို့လဲ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ကုန်မာထားတဲ့စူပါဆိုဗျာမာထားတဲ့ပစ္စည်းတဝက်လောက်ကကုန်လက်ကျန်ဖြစ်သွားမှလေဒါဆိုရင်နောက်လာတွေမှာကွန်ပစ္စည်းကိုထပ်မမနိုင်တော့ဘူးလို့ AMS and Yan Company မှာစီးပွားပြန်ရှင်တွေကပြောပါတယ်ဒါကြောင့်ဝယ်လုံအောင်စွန့်ငွေငွေကြေးဖောက်ပွားမှုဖြစ်ရင်အဲ့ဒါကနောက်ချိန်ကာလတစ်ခုအထိပြည်သူတွေသာကြောက်စင်းသွားနိုင်ပါတယ်ကာယောအဝနမူနာဖြင့်ထောက်ပြပါရယ်ထိုင်းရအောက်ခုံကိုကြောက်ပြီးဝယ်ယူကြတဲ့အတွက်မော်တော်ယာဉ်ရောင်းအားဟာ9.3ခန်းလုံးမြင့်တက်ခဲ့ပါတယ် ဒါပေမဲ့ဒါဟာတခဏတည်းဖြစ်တာပါနောက်လာမှလူတွေကောက်ရမှာမဟုတ်တော့ဘူးလို့ဆိုပါတယ်မေလောက်မှစီးပွားရေးလှုပ်ရှားမှုအချက်လက်တွေကိုထုတ်ပြန်တဲ့အခါမှာဝယ်လုံအားကျဆင်းမှုအတိုင်းအတာအပြည့်အဝကိုဇွန်လမှစတင်ပြည့်မြံမယ်လို့ဆိုပါတယ်ပိုင်းဂျယ်လီစကမ်မှာချက်လက်တွေကိုထောက်ပြပြီးတင်ပို့မှုပမာဏကြာဆင်းနေတယ်လို့ ISM မှာအကြီးအကဲစီးပွားပညာရှင်တွေကပြောပါတယ်။စက်ကောင်ဝင်ရောက်လာမဲ့သင်္ဘောတွေဟာခုမှမေလ10ရက်နေ့ထိ44ရက်ခန့်လောက်ကြာဆင်းသွားပါတယ်။ဒါဘာကိုဖော်ပြနေလဲဆိုတော့ စုံလိုက်အောင်ရင်စင်ပေါ်မှာကမ္ဘာစီးရေရောင်းနေတော့မယ်ဆိုတာညွှန်ပြနေတယ်ဆိုပါလေကောင်စီနဲ့ပတ်မှုကြောင့်ဈေးနှုန်းမြင့်တက်လာနိုင်ပါတယ်ငွေကြေးဖောင်းမတဲ့အခါဝင်ဝင်နေမယ်ဝင်လို့ရနေတော့ပါမယ်အလုံးလက်မဲ့အကျိုးခံစားခွင့်တွေအတွက်အပတ်စဉ်တင်သွင်းမှုများခဲ့သူတခြားသောအဓိကညွှန်ကိန်းတွေကိုလည်းသုံးသက်ခြင်းမရှိသေးပါဘူးဒါပေမဲ့လာမယ့်လတွေမှာကုန်မှစားတွေကျဆင်းလာနိုင်တယ်ဝင်လို့အားအားနေနေတဲ့အခါကုမ္ပဏီတွေကကုန်ကျစရိတ်တွေကိုလျှော့ချဖို့နီလက်တွေကိုရှာဖွေပါလိမ့်မယ်ဒါကြောင့် American စီးပွားရေးဟာနှိမ့်ကွေးသွားလိမ့်မယ်လို့ဆိုပါတယ် အကောင်းဆုံးမျှော်လင့်ရမယ်ဆိုရင်တော့တဖြည်းဖြည်းချင်းရပ်တန့်သွားပါလိမ့်မယ်အဆိုးဆုံးရင်တော့ဆိုရင်တော့ကျွန်တော်တို့စီးပွားပြက်ပြက်ဖြစ်ပါလိမ့်မယ်6လကနေ9လလောက်ကြာနိုင်တဲ့အပြော့စားစီးပွားရေးကပ်ဘေးမျိုးကြုံတွေ့ရနိုင်ပါလေအေးအဲ့ဒီအပြော့စားစီးပွားရေးပြက်ကပ်ကိုမှမထိန်းနိုင်ဘူးဆိုရင်အကြီးစားနဲ့ကြုံတွေ့ပြီး American စီးပွားရေးဟာကမ္ဘာမှာထိုးကျသွားလိမ့်မယ်ဆိုပြီးတော့ပညာရှင်တွေကထောက်ပြဝေဖန်နေပါလိမ့် အခုကုန်သွယ်ရေးစီးမင်းတွေကိုချိုးဖောက်နေတာဟာ American ဘယ်လိုတယောက်ကဖြစ်တင်ပါလဲ American ဟာကမ္ဘာကုန်သွယ်မှုဖက် WTO ရဲ့ကုန်သွယ်စီးမင်းတွေကိုချိုးဖောက်ကြောင်းတယောက်ကိုယ်စားလှယ်တွေက WTO စီးဝေးမှာဖြစ်တင်လိုက်ပါတယ်အင်္ဂါနေ့ကပြုလုပ်တဲ့စီးဝေးမှာ American ကပြောတဲ့ထုတ်လုပ်မှုပိုရှင်ချင်းဆိုတဲ့အခြေအနေရှိတဲ့ဆွဆွဲချက်ကိုတယောက်ကိုယ်စားလှယ်တွေကညှင်းဆိုထားပါတယ် WTO ရဲ့ထောက်ပံ့မှုနဲ့စန့်ကျင်အရေးယူမှုဆိုင်ရာကော်မတီအစည်းအဝေးမှာပြုတ်ပုံစံတွေကထုတ်လုပ်မှုပိုရှင်ချင်းကိုကဲဖြတ်ဖို့ ဒီကပါလုံးလက်ခံတဲ့စံနှုန်းတွေနီးလန့်နေမရှိဘူးလို့ပြောပါလေ။ထောက်ပံ့ရေးနဲ့ဝယ်လိုအမနီမြမှုဟာတာမန်ဖြစ်စင်မဲ့ဆိုပါလေ။အမေရိကန်နဲ့တခြား WTO ဖွဲ့ဝင်ရဲ့ရည်တည်ချက်ကရှင်းအောင်မညီဘူးလို့ဆိုပါတယ်။ထောက်လုံမှုကိုရှန်တာနဲ့စိုးရိမ်စိတ်များပြားမှုတွေကိုဖန်တီးနေတယ်ဆိုပါတယ်။ခန့်ဟာသူစိုက်ပျိုးတော့ကိုသူရိတ်သိမ်းရမယ်လို့ပြုတ်ကပြောပါတယ်။ဒါတွေဟာတရုတ်ကိုဆွဆွဲမှုနဲ့ကြော်တက်ဖို့ပဲ trade ရဲ့ room သုံးကားပြူဟာဖြစ်ပါတယ်။ပြီးတော့သူတို့ရဲ့ဖြီးတွင်းထောက်ကုန်ကာကွယ်မှုကိုတစ်ဖက်သက် မြည်မြတဲ့ဆိုတဲ့အကြောင်းနဲ့တရုတ်ကိုယ်စားလှယ်တွေကပြောပါတယ်။ထို့သမျှတရုတ်နိုင်ငံရဲ့ဈေးကွက်ပြတ်ဆဲမှုဈေးကွက်ဝယ်စုတွေကိုရှင်ပြိုင်မှုစိုးရိမ်နေတာအကြောင်းလို့ writer ကတော့ဖော်ပြထားပါတယ်။အခုလောလောဆယ်တရုတ်ကအမေရိကန်ဘက်ကအခွန်ကိစ္စဆိုတဲ့မျိုးကန့်လန့်ချက်တွေရှိတယ်ဆိုပြီးထုတ်ပြန်လာပါတယ်။ဒီကန့်လန့်ချက်ကိုတုံ့တက်နေပြီးအမေရိကန်အနေနဲ့ရိုးသားမှုရှိစေချင်တယ်လို့တရုတ်ကပြောပါလေ။အကောက်ခုံကိစ္စကိုစနစ်ညှိနှိုင်းဖို့အမေရိကန်ကမ်းလှမ်းချက်ကိုတုံ့တက်နေပြီးတော့ဒါမဲ့ဝါရှင်တန်အနေနဲ့ရိုးသားရမယ်ဆိုပါတယ်။ ကဘာဇေကွက်တွေနဲ့ထောက်ပံ့ရင်ကွင်းဆက်တွေကိုကြောင်ကြံဖြစ်ခဲ့တဲ့ခန့်ရဲ့အကောက်ခွန်နှုန်းထားတွေကိုပြန်လဲရုပ်သိမ်းရေးအသင့်ရှိစေလို့ကြောင့်တရုတ်ကပြောပါတယ်။ဒါဆိုရင်ထရန့်ကရုပ်သိမ်းလိုက်ရင်မဖြစ်တော့မလဲဆိုတော့ဒီဘက်မှာထရန့်ရှုံးသွားပါလိမ့်မယ်။တရုတ်ထုတ်ကုန်ပစ္စည်းများပြပေါ်ချမှတ်ခဲ့တဲ့ကြီးလေးတဲ့အမေရိကန်အကောက်ခွန်ဟာ145ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ဒါဟာအေဘီလမှာစတဲ့တက်ဝင်ခဲ့ပါတယ်။တရုတ်ကလည်း125%ပြန်လည်ခေါ်ကောက်ပါတယ်။အဲဒီတော့ တရုတ်မှာအခြေစိုက်ထားတဲ့အမေရိကန်လုပ်ငန်းတွေလည်းမရက်တည်နိုင်သောသလိုအမေရိကန်ကိုတင်သွင်းတဲ့တရုတ်ကုမ္ပဏီတွေလည်းဈေးရန်ကြီးသွားပါတယ်ဒီလိုမျိုးအခြေအနေဟာနှစ်ဖက်လုံးအတွက်နာကျင်ရလိမ့်မယ်လို့တရုတ်ကပြောပါတယ်ထန့်ဟာတရုတ်ကိုနိုင်ကျင်စောကြီးတဲ့စိတ်ကြောင့်ဒီလိုမျိုးလမ်းကြောင်းကိုရှောင်နေတာလို့တရုတ်ဘက်ကဆွဆဲတာပါဒီပညာမြင့်တန်ဖိုးကြီးပစ္စည်းတွေဖြစ်တဲ့ smartphone တွေ၊ device တွေ၊ကွန်ပျူတာတွေကိုတော့အမေရိကန်ကောက်ခံတွေကယာယီသက်သက်ဖွင့်ပေးထားပါလေ။ အခုကိစ္စဆွေးနွေးလို့ကြောင်းတရုတ်ဘက်ကပြောလာတယ်လို့အမေရိကန်သမားထရန့်ကကြင်ဖန်များစွာပြောခဲ့ပြီးခုဘက်မှာတော့သဘောတူညီချက်ရဖို့လုံကောင်းတဲ့ခွင့်လန်းရှိနေပြီလို့ဆိုပါတယ်။အမေရိကန်ဘက်ကကမ်းလှမ်းလာကြောင်းဘေကျင်းကုသရေးဝန်ကြီးဌာနကအတည်ပြုပြောခဲ့ပြီးကမ်းလှမ်းချက်ကိုလောလောဆယ်တုံ့တက်နေကြောင်းဆိုပါတယ်။ဒါပေမဲ့ဘယ်ဆွေးနွေးပွဲမှဆိုအမေရိကန်ဘက်မှရိုးသားမှုရှိကြောင်းပထမဆုံးပြသဖို့တော့လိုတယ်ဆိုပါတယ်။မေကန်ကဆွနေချင်တယ်ဆိုရင်ဒီလိုလုပ်ဖို့ရိုးသားမှုရှိတယ်ဆိုတာပြတ်တော့တင်ပါလေ။မှားရတဲ့လိုရက်တွေကိုပြန်ပြင်ဖို့သင်ရှိရပါမယ်။ တစ်ဖက်သက်ချမှတ်ထားတဲ့ကောက်ခုံလုံးသားတွေကိုပယ်ဖြတ်ပေးရမယ်လို့ဆိုပါတယ်ဖြစ်လာနိုင်တဲ့ဘယ်ဆွနုပွဲမဆိုဘယ်ညီနိုင်မှုမဆိုအမေရိကန်ကသူတစ်ဖက်သက်ချမှတ်ထားတဲ့ကောက်ခုံလုံးသားတွေမပြင်ဘူးဆိုရင်ဒါဟာအမေရိကန်ဘက်ကလုံးလုံးမယိုးသားတာပဲဖြစ်ပါတယ်တစ်ဖက်ကြားပြန်လန်းယုံကြည်မှုကိုပိုလို့တော့ထိခိုက်ပျက်စီးစေပါလိမ့်မယ်ဆိုပါတယ်ပြောတာကတခုလောက်တာကတခြားဆိုရင်တမမဟုတ်ဆွေးနွေးပွဲရအောင်ဆောင်ရွက်အကြံချင်းချောက်ဖို့စူးစမ်းမယ်ဆိုရင်တော့လောက်ဖြစ်မှာမဟုတ်ဘူးလို့ကိုမန်ရောင်းဝယ်ဝန်ကြီးဌာနကပြောပါတယ် ပေါ်မြင့်မာတဲ့ခုံနဲ့နိုင်ငံလိုက်ချောင်းမဲ့တဲ့ခုံတုံးသားတွေကိုရှောင်ရှားနိုင်ဖို့ဝါရှင်တန်နဲ့ကွန်ဘိုရဲ့သဘောတူညီချက်ရယူဖို့နိုင်ငံအများပြားကိုရက်60ချိန်ပေးထားပြီးဇူလိုက်မှာအကုန်ဆုံးမှာဖြစ်ပါတယ်။လောရလာရင်တော့ကွန်ဘိုရဲ့စစ်ပွဲကိုခါးသီးတဲ့အစုံသက်ထိတိုက်ခိုက်မယ်လို့ဘေကျင်းကကတိပြုထားပါတယ်။တရုတ်နဲ့အမေရိကန်တနိုင်ငံတော့ရှုံးမှာပဲလို့စီးပွားရေးလေးလာသူတွေကပြောပါတယ်။ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလောကနဲ့တရားကြောင့်တရုတ်ရဲ့စီးပွားရေးထိခိုက်ခဲ့ရကြောင်းကိုလည်းဝန်ခံထားပါတယ်။ ပိုကုံကိုကာလာကြာမြင့်စွာမိခုတ်ခဲ့ရတဲ့စီးပွားရေးကြောင့်နိုင်ငံခြားကိုမျက်နှာမူလောက်ကန်ရတဲ့လုပ်ငန်းတွေဟာအခက်အခဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။စီးပွားရေးချက်လက်ရဆဲုံထုတ်လုပ်မှုဟာအပီလာတွင်ကျုံဝင်သွားပြီးဒီလိုဖြစ်ရခြင်းဟာကမ္ဘာစီးပွားရေးမှာကြီးမားတဲ့အပြောင်းအလဲကြောင့်လို့ဘေကျင်းကဆိုပါတယ်။အကောက်ခွန်နှုန်းထားတဲ့ကြီးကျက်ပြောင်းလဲမသွားမီတက်တော့ရိုက်တင်ပို့ခဲ့တဲ့အတွက်ကြောင့်တရုတ်ပို့ကုန်ပမာဏဟာမက်လာမှာ၁၂ရာခိုင်နှုန်းကျော်ခုန်တက်သွားပါတယ်။